အားလုံးပဲမင်္ဂလာပါဒေါက်တာဝေရဲ့အရေးပြချက်မှရေးဆိုတဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့လူတွေတိတ်မကြဘူးကြာသေးတယ် Halo Universe လို့ခေါ်ပါတယ်ကျွန်တော်ကတော့ဒါကိုအမေထီဆောင်ခြင်းလို့နာမည်ပေးထားပါတယ်ဘာဖြစ်လို့ဒီနာမည်လေးကိုပေးရလဲဆိုလို့ရှိရင် သူကဒီပုံမှန်ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အမဲတစ်ခုရဲ့ဘေးနားမှာအလင်းတစ်ခုထွက်လာတယ်လို့မျိုးအဖြူရောင်အဝိုင်းလေးဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ဥပမာအနေနဲ့မြင်အောင်ပြောရရင်ဒီကျွန်တော်တို့လာပြီးညရီတစ်ခါလေးကြာလို့ရှိရင်လာပြီးပပလင်းလေးမှာကျွန်တော်တို့အလင်းတန်ဝိုင်းဖြစ်ပေါ်လာတွေ့ရတယ်အဲ့ဒါကိုကျွန်တော်တို့ကလာထီဆောင်နေတယ်လို့ခေါ်တယ်ဒါကြောင့်မလို့ဒီအမဲဘေးပတ်လေးမှာအခုလိုဖြူရောင်ပတ်ချလေဖြူရောင်သားဖြစ်ပေါ်လာတာကိုကျွန်တော်ကတော့အမဲထီဆောင်နေလို့အမဲပေးထားတာဖြစ်ပါတယ် အဲ့ဒီတော့ဒီမှဲ့ထီးဆောင်တာကတကယ်ကပါဖြစ်တာလေပေါ့နော်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။သူကအဓိကဒီကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့မှဲ့တွေရဲ့ဗေးနားမှာအဖြူရောင်လေးတွေဖြစ်လာတာပေါ့နော်။တချို့လဲအဖြူရောင်က ပပလေးဖြစ်တယ်တချို့ကလည်းဖြူကောင်းကကြဲကြဲကြီးဖြစ်တယ်ပေါ့နော်ဒါကဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှင် အတိအကျအကြောင်းရင်းကိုတော့မသိရသေးဘူးဒါပေမဲ့ဒါကဘာဖြစ်လာတာလဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့ immune system ကိုခံအားစနစ် cell တွေကနေပြီးတော့ဒီမဲ့တွေကိုလာရောက်ပြီးတော့တိုက်ခိုက်တဲ့ inflammatory response ခေါ်တဲ့ရောင်ရမ်းမှုဖြစ်စဉ်တွေကိုဖြစ်စေပြီးတော့ဒီမဲ့တွေကိုလာပြီးတော့ဖျက်ဆီးတိုက်ခိုက်တဲ့အတွက်ကြောင့်အဲ့လိုမျိုးဖြူရောင်ကွင်းလေးပေါ်လာတာတကယ်တော့မဲ့ဆိုတာကျွန်တော်တို့ melanocyte လို့ခေါ် ါ်တဲ့ဒီရောင်ချဲဆဲလို့ပဲခေါ်ပါတော့နော်မဲလနိုဆိုက်လို့ခေါ်တဲ့ရောင်ချဲဆဲတွေစုပေါင်းထားတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီတော့သူကဒီရောင်ချဲဆဲတွေကိုဖျက်ဆီးရင်းနဲ့ဘေးနားမှာရှိတဲ့ကိုယ့်ရဲ့အရည်ပြားပုံမှန်ရောင်ချဲအရည်ပြားဟိုပါဖျက်ဆီးလိုက်တဲ့အတွက်အဲ့လိုမျိုးအဖြူရောင်လေးဖြစ်သွားတာဖြစ်ပါတယ်ဒါကယောဂတခုတော့မဟုတ်ဘူးလူတရားမှာတယောက်လောက်ဖြစ်တာတွေ့ရတယ်ကျွန်တော်တို့ပြီးသွားလို့ရှိရင်တော့သူကယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဖြစ်တတ်တယ် အတက်အရွယ်မရွေးကလေးလူကြီးမရွေးဖြစ်တတ်တယ်။ယောဂတခုတော့မဟုတ်ဘူး။ဒါပေမဲ့အရေးပြားရဲ့လက္ခဏာတခုအနေနဲ့ကျွန်တော်တို့ယူဆလို့ရပါတယ်။ဒီလိုမဲ့ထီးဆောင်တာကတခါတလေဒီမဲ့ကိုတွားပြီးတော့ကုန်မိတာ၊ချင်းမိတာတို့မဟုတ်တန်ရာရတာတို့မဟုတ်ဒီမဲ့ရှိတဲ့အရေးပြားတဝိုက်နေလောင်တာဒီလိုမျိုးတွေဖြစ်လို့ရှိရင်လည်းမဲ့ထီးဆောင်တဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်။ အဲ့လိုမဲ့ထီဆောင်တာကိုတွေ့တဲ့အခါမှာဘာအရေးကြီးရအောင်သိရမလဲဆိုတော့ပထမဦးဆုံးအရေးကြီးတဲ့ချက်ကတော့ဒါခန္ဓာကိုယ်ထဲမှာဒီမလနိုဆိုက်လိုခေါ်တဲ့ရောင်ခြည်ဆဲတွေကိုနာပြီးတော့တိုက်ခိုက်နေတဲ့တက်တွေထွက်လာတယ်ဆိုတာကိုသတိထားပါနောက်တစ်ခုကတော့အဲ့ဒီအဖြူရောင်တန်းနဲ့အဖြူရောင်ပပိုင်းလေးဖြစ်သွားတဲ့မဲ့ကိုစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ဒီတချို့တော့မှဲ့ထီဆောင်တာတွေကပုံမှန်မှဲ့တွေမှာလည်းဖြစ်တတ်တယ်လို့တချို့တော့အရေးပြားကန်ဆာဖြစ်နေတဲ့မှဲ့တွေမှာလည်းလာဖြစ်တတ်တဲ့လက္ခဏာတစ်ခုဖြစ်နေတတ်ပါလား။ဒါကြောင့်မလို့အရေးအကြီးဆုံးကတော့ဒီလိုမှဲ့ထီဆောင်တာဖြစ်ပြီးဆိုလို့ရှိရင်တော့ဒီမှဲ့ကိုစစ်ဆေးတာကိုပြုလုပ်တယ်။နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့တချို့ကဒီမှဲ့တွေမှာတလုံးလောက်မှာပဲမှဲ့ထီဆောင်တဲ့လက္ခဏာအဖြူကွင်းလေးဖြစ်ပေါ်တယ်။ဒါမှမဟုတ် ရှိသည်များခန္ဓာကိုယ်မှာရှိတဲ့မှဲ့တွေတော်တော်များများပါဒီလိုမဲ့ထီဆောင်တဲ့လက္ခဏာမျိုးတွေဖြစ်ပေါ်နေရဆိုလို့ရှိရင်တော့ကိုယ်ခန္ဓာကိုယ်ထဲမှာမယ်လနိုဆိုက်လို့ခေါ်တဲ့ရောင်ခြယ်ဆဲတွေကိုဖြစ်ဖြစ်တဲ့ antibody ဓာတ်တွေထွက်နေပြီလားဆိုတာကိုသံသယဝင်သင့်ပါတယ် ဒီလိုမှဲ့ထီးဆောင်တဲ့လက္ခဏာတွေဖြစ်ပြီးတဲ့အခါမှာတချို့သောလူတွေကတမင်ဖြူလိုမျိုးကွက်တီတခြားနေရာမှာထွက်လာတတ်တာတွေတွေ့ရတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကတမင်ဖြူဆိုတာဒီ autoimmune အရေးပြားရောဂါခုခံအားစနစ်မာရင်းချွေရင်းတဲ့ရောဂါဖြစ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ melanocyte တွေအညူရောင် cell ကြောင့်ချဲ cell တွေကိုဖျက်ဖြစ်တဲ့တဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့်တချို့တမင်ဖြူလူနာတွေနဲ့ဒီမှဲ့ထီးဆောင်တဲ့လက္ခဏာတွေပေါ်လာတာတွေ့ရတတ်ပါတယ်။ ဒါဆိုလို့ရှိရင်တော့ဒီမဲ့ထီဆောင်တာဖြစ်ပြီးပါဆက်ဖြစ်လေနော်ပါဆက်ဖြစ်လေဆိုတော့ဒါကခုနပြောသလိုပဲခန္ဓာကိုယ်ထဲမှာရှိတဲ့ immune system ကိုခန္ဓာစနစ်ကဒီမဲ့ကိုလာရောက်တိုက်ခိုက်ဖြစ်စီတယ်ဒီမဲ့ကပုံမှန်ရိုးရိုးမဲ့လည်းဖြစ်နိုင်တယ်သို့မဟုတ်ခုနပြောသလို cancer ဘက်ကိုပြောင်းကျင်နေတဲ့မဲ့လည်းဖြစ်နိုင်တယ်ခန္ဓာကိုယ်ကဒါကိုလာပြီးတော့ alert လုပ်တဲ့သဘောမျိုးလက္ခဏာပြတာလည်းဖြစ်နိုင်တာပေါ့ အဲ့ဒီတော့ကျွန်တော်တို့ကဒီပုံမှန်ဆိုပုံမှန်ကောင်းနေတဲ့မှဲ့ဆိုပါဆိုအဲ့ဒီမှာသူ့ဟာသူ့အလိုလျောက်ဒီလိုဖြူလေးလာပေါ်နေဆိုရင်အဲ့ဒီမှဲ့ဟာကြာလာတဲ့အခါမှာအယောင်တစ်ပြေးပြေးချင်းနဲ့မိန်လာတယ်ပြီးတော့လို့ရှိရင်ပုံမှန်အပေါ်ကိုအဖုလေးလိုဖြစ်နေတဲ့မှဲ့တွေဆိုရင်လည်းပြားလာတယ်တစ်ပြေးပြေးနဲ့နောက်ဆုံးကြားလို့ရှိရင်တော့ဒီမှဲ့ကတစ်ပြေးပြေးအယောင်မှိန်ပြီးတော့နောက်ဆုံးအဲ့ဒီမှဲ့ကလုံးဝပျောက်သွားတယ်ဒီမှဲ့ထိဆောင်တဲ့အဖြူကွက်ကလေးပဲကျန်ခဲ့တာကိုတွေ့ရတယ် ်ဒါကတော့အမှဲ့ထီဆောင်းတဲ့အမှဲ့တွေမှာဖြစ်တတ်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့တတိပေးချင်တာတစ်ခုကတော့ဒါအမှဲ့ထီဆောင်းတာပုံမှန်မှဲ့လေဖြစ်နိုင်တယ်။အဆိုးဆုံးဖြစ်ပြီးတော့ရှာရှာပါပါမဲကင်ဆာရဲ့အစပြိုးတဲ့လက္ခဏာလေးဖြစ်နိုင်တယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံမှာရှိတဲ့ မဲ့တွေတော်တော်များများမှာမဲ့တီဆောင်းတဲ့လက္ခဏာဖြစ်နေပြီဆိုရင်တော့ကိုယ်ခန္ဓာကိုယ်ထဲမှာ autoimmunity ပြဿနာတစ်ခုခုရှိနေပြီဥပမာတမင်ဖြူလိုမျိုးယောဂမျိုးစဖြစ်ခြင်းတာမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဒီလိုမျိုးလက္ခဏာတွေ့ပြီဆိုလို့ရှိရင်တော့တေချာသွားရောက်ပြီးတော့ပြတ်တာတင်ပါတယ်လို့အကြံပြုချင်ပါတယ်ခင်ဗျာအထူးသဖြင့်ဘယ်လိုမျိုး solution ပြသတဲ့လဲဆိုတော့အဲ့ဒီမဲ့ထီဆောင်တဲ့မဲ့ရဲ့ပုံတံတန်းကထူးထူးခြားခြားဖြစ်နေတယ်မလှမပဖြစ်နေတယ်သို့မဟုတ် မဲ့ကရှားတာတွေတို့မဟုတ်လွလွင်းနဲ့တွေးထွက်တာတို့မဟုတ်မဲ့နာမအနာအကြာကြီးဖြစ်နေတာဒီလိုမျိုးတွေဆိုလို့ရှိရင်တော့အရေးပြားကန်ဆာလက္ခဏာတန်တရာရှိတဲ့လက္ခဏာတွေဖြစ်တဲ့အတွက်ကြောင့်တည်တည်ချာချာသွားရောက်ပြီးတော့ပြသတင်ပါတယ်ခင်ဗျာမဲ့ထီးဆောင်တာကိုကိုတွေးပြီးဆိုလို့ရှိရင်ဘာလောက်ကြံလဲပေါ့နော်ဒီကြီးဆုံးလောက်ကမှာတော့ခုနပြောတဲ့ကန်ဆာတန်တရားရှိတဲ့အမေကန်ဆာတန်တရားရှိတဲ့လက္ခဏာတွေရှိရှိကြည့်ပါ ပြီးတော့ကိုယ့်ရဲ့မိသားစုမျိုးရိုးမှာမဲ့ကင်ဆာဖြစ်ခဲ့တဲ့မျိုးရိုးရှိမရှိပြန်ပြီးတော့ check ပါဒါမျိုးတွေမရှိဘူးဆိုလို့ရှင်တော့စောင့်ကြည့်လို့ရပါတယ်ဒီမဲ့ကခုနပြောတဲ့လက္ခဏာတွေမရှိဘူးဆိုလို့ရှင်တော့ဒါပုံမှန်ဖြစ်ရုံဖြစ်စဉ်သူတရားမှာတရားနောက်ဖြစ်တတ်တဲ့ပုံစံမျိုးဖြစ်ပြီးတော့ဒီမဲ့ကပျောက်သွားမယ်ဒီဖြူကွက်ကလေးကျန်ခဲ့မယ် ဒါတော့ပုံမှန်အကယ်၍ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဒီဖြစ်တဲ့မြဲ့တွေမှာမဲ့တီဆောင်တဲ့လက္ခဏာတွေပေါ်နေတော့ဆရာဝန်နဲ့တွေ့ရောက်ပြီးတော့ပြသတဲ့နေခုနပြောတဲ့တမင်ဖြူလိုမျိုး autoimmune skin diseases တွေကိုယ်ခန္ဓာကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့အခြားသောအရေးပြာယောဂါတွေထပ်ဆင်းပေါ်လာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ပြီးတော့ဒီလိုမျိုးဖြစ်ပြီးမဲ့တီဆောင်တာတွေဖြစ်ပြီးဆိုပါတယ်ကာကွယ်ရမယ်ဆိုတော့ကုတ်တာဖဲ့တာတို့တွားပြီးတော့မလုပ်ရပါဘူး။ ောက်တစ်ခုကတော့နေလောင်မိတာတွေမလုပ်ဖို့အတွက်နေအောင်ကာစီတုံးပြူတင်ပါတယ်ဒါကတော့မှဲ့ထီဆောင်ခြင်းနဲ့ပတ်သက်တဲ့တိထိုက်တာတွေကို ရှင်းပြဖော်ပြသွားတာဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ